အလုံးမင်္ဂလာပါမင်္ဂလာပါဒီကနေ့ကျေတော်တွေရဲ့မတ်ချက်သမ္မတ်ထားတဲ့နေ့ဥတည်ထားတဲ့နေ့ကခရိယံအိမ်တော်များနေ့ပဲဗျအဲ့ဒါကြောင့်မို့ဒီကျောင်းရတဲ့ပတ်သက်ပြီးတော့နှလုံးသွင်းကြည့်တဲ့အခါမှာဥစွာပထမပေါ့နော်ကျမ်းစာတစ်ချက်နားခေါ်ရအောင် ရှင်မသက်ခွေဝင်ခန်းကြီး25အခန်းငယ်1ရှင်မသက်ခွေဝင်ခန်းကြီး25အခန်းငယ်1ထိုအခါကောင်းကင်နိုင်ငံတော်တည်ကမင်္ဂလာဆောင်မှုလင်ကိုခရီးဥချိုပြုအပ်တော်ကမိဘကိုကံယူ၍ဖတ်သွားတော်သူတို့တမီတစ်ချိန်မည်သူသည်ဒီဟာကဘုရားသခင်ရဲ့သာတော်ပြသူပြောတဲ့စကားကဒီအိမ်တော်ကိုသူကနေနေလေးပြီးပြီး ိစ္စမဟုတ်ဘူးဆိုတဲ့သဘောပြောတာအဲ့တော့ဒီနေရာမှာဘသောသားတနည်းအားဖြင့်ဒီနေရာမှာအိမ်တော်ဦးကြီးဟာဖျားခင်လေဗျပြောရှင်တဲ့အိဗယ်အဲ့တော့သူ့ရဲ့အိမ်တော်ဘက်ကလူသားတွေပဲလူသားတွေပဲဟုတ်ပြီတော့အဲ့ဒါအကြောင်းမို့လို့ကျွန်တော်တို့ရဲ့အသက်တာအတိအကျတဲ့လူဟာ အိမ်တော်ဥပ္ပိဖြစ်တဲ့အိမ်တော်ဥပ္ပိကတာဝန်ကျင်ရမယ်အိမ်တော်ဥပ္ပိကနားလည်သားရမယ်နောက်ပြီးတော့မှအိမ်တော်ဥပ္ပိကရက်တည်ပေးရမယ်ဆိုတဲ့သဘောကိုထောက်တာဒီနေ့ကျွန်တော်တို့တမန်ကျမ်းစာတစ်ခုလုံးကိုရှင်းနေဆိုရင်ဘုရားသခင်ဟာကျွန်တော်တို့အတွက်အမြဲတမ်းရက်တည်တယ်ကျွန်တော်တို့အတွက်အမြဲတမ်းစဉ်းစားတယ်ကျွန်တော်တို့အတွက်အမြဲတမ်းအသက်ရှင်ပေးတယ်ဆိုတာသိရပါတယ် ဒါကြောင့်အိမ်တော်တစ်ခုမှာအရေးကြီးလို့လို့ဘုရားခင်ကသူ့ကိုသူအိမ်တော်ပူးစည်းလို့ဥပမာထားပြီးတော့ပြောလိုက်တဲ့စကားဖြစ်တယ်ဗျာဟုတ်ပြီနော်အဲ့ဒီတော့အိမ်တော်ပူးစည်းရဲ့တာဝန်ဟာကျွန်တော်တို့ကျမ်းစာတစ်ချက်နားထောင်ရအောင်ဘာဝကျမ်းအခန်းကြီး၄အခန်းငယ်၈ဘာဝကျမ်းအခန်းကြီး၄အခန်းငယ်၈ သာရအရှင်ပြားဖြစ်ပြီလေအရှင်မျက်နာတွင်အရနာဥယင်ကိုတိုက်ကြိုးပြီလေခံစင်းတော်မူသောလူကိုသူဥယင်၌နေရာချတော်မူ၏ဒီဟာကကျွန်တော်တို့ဘုရားသခင်ကပေါ်ပြတ်တာအဲ့တော့လူဆိုတဲ့အရာကိုဘုရားသခင်ကနေရာမထပ်ခင်ဥယင်ပြောင်းပေးထားတယ်အဲ့ဒီဥယင်မှာ အတီးပြီးတဲ့အပင်လည်းပါတယ်နောက်ပြီးတော့စားပွေလောက်ပွေလည်းပါတယ်နောက်ပြီးတော့မှနေဖို့ထိုင်ဖို့လည်းကုန်လုံးပါဘုရားတကယ်ဆိုတာကျွန်တော်တို့လူတွေတဲ့အများကြီးမြင်တာပဲအဲ့တော့ကျူတီတီစီမှုမရှိဘဲနဲ့အဲ့တော့တခုကိုပြုလိုက်တယ်ဆိုရင်တော့ဘုရားတခင်ရဲ့စကားတော်လည်းတော့မညီပါဘူး နေဖို့ထိုင်ဖို့စားဖို့သောက်ဖို့ဝတ်ဖို့ပြုဖို့သုံးဖို့စွဲဖို့အားလုံးကိုအိမ်တော်ဥပ္ပမသာဝရှိတယ်ဆိုတာဘုရားသခင်ကဥပ္ပမပေးထားတာလူကိုဖန်ဆင်းပြီးတော့လူရဲ့မိမိခြင်းနဲ့မြန်မာနေလို့သူမပြောဘူးနေဖို့ပြုဖို့စားဖို့သောက်ဖို့ဝတ်ဖို့အားလုံးကိုသူကအရင်ပြင်ဆင်ပြီး ဒီနေ့ကျွန်တော်တို့လူသားတွေကိုဘုရားရှင်ကဥယျာဉ်ထဲကိုနေဖို့နေရာတစ်ခုပေးတယ်။ဟုတ်ပြီနော်။တိုင်းတော်ဥသိတယောက်ရဲ့တာဝန်ကိုဘုရားရှင်ကကျွန်တော်တို့ကိုပြည့်အောင်ပြောတာ။ဟုတ်ပြီ။တဲ့ဒီတော့ပို့ပြီးတော့ပြည့်ဖို့အတွက်ကျမ်းစာနောက်တစ်ချက်နားဆောင်ရအောင်။ ဘာဝဇာဆန်းကြီးနေအခန်းငယ်ကိုဘာဝဇာဆန်းကြီးနေအခန်းငယ်ကိုထုံမျိုးထုံမြေတဲကအရှင်းလာ၍စားဝဲကောင်းသောအစီအမျိုးမျိုးကိုသာရရှင်ဘုရားသခင်ပောက်စီတော်မူ၏ထိုဥယျင်လည်း၌အသက်တင်လည်းရှိ၏ကောင်းမကောင်းကိုသိကြရအပင်လည်းရှိ၏ဒီနေရာမှာအသက်ပင်ဆိုတဲ့အကြောင်းကိုနည်းနည်းသိစားရဘုရားသခင်ကအသက်ပင်ရဲ့အပြီးကို သူသားသမီးတွေကိုသားပင်ချင်လို့ဥယျာဉ်ထဲထည့်ထားတာမစားတာစားတာတော့လူသားတွေရဲ့တာဝန်ပဲနော်အဲ့လိုကြောင့်မလို့အိမ်တော်ဦးစီးတယောက်အနေနဲ့မိမိရဲ့သားသမီးတွေမိမိရဲ့ဇနီးလေတွေတဲ့ရှင်ကျင်လေနေထိုင်ဖို့ပေါ့နော်အစားတော့ဘိုးဘိုးပြူဘိုးနေဖို့ထိုင်ဖို့အားလုံးပြည့်စုံပြီးတော့လဲ အမြဲတမ်းအသက်ရှင်ဖို့ဘာထက်ပေးဖို့အရေးကြီးတယ်။ဒီနေ့လူလောကမှာလူတွေတော်တော်များများဟာလတ်တော်ဓမ္မမို့ရုပ်မှုသူ့ဘက်ကိုအားပြုကြတယ်။ကောင်းကောင်းစားရမယ်။ကောင်းကောင်းသုံးရမယ်။လိုအပ်တဲ့နေရာမှာကျွန်တော်တို့အဲသုံးချက်နိုင်ဖို့ရှိရမယ်။အဲ့ဒါတွေအဲ့ဒါတွေပေါ့။ဒါပေမဲ့နှုတ်ပတ်တော်ကဒီလိုမပြောဘူးလား။ လုံးလုံးဆယ်ဆယ်ပြည့်စုံခြင်းနဲ့အပြည့်မို့မနာမပေတတ်တဲ့နိုင်ငံတစ်ခုကိုဝင်ရောက်မှုလေစဉ်းစားပြရမယ်ဆိုတာပြောတယ်ဟုတ်ပြီနော်အဲ့ဒီတော့ပို့ပြီးတော့ရှင်းရအောင်ပို့ပြီးတော့ရှင်းနေရအောင်ကြားလာတစ်ချက်နားထောင်လိုက်ယောရှုမတ်တာအခန်းကြီး24အခန်းငယ်25ယောရှုမတ်တာအခန်းကြီး24အခန်းငယ်25 သောမဟောသာရပြာအာဟုမူဘုမပြုသောဟုတင်တို့ချင်းညကြီးတပန်၌ဘိုးဘေးတို့ဝုပြုသောပြာတင်တို့နေရာအာမောရိပြည်သားတို့၏ဖျားများတွင်အဘယ်မိသောဖျားတို့အားဥပြုမိအရာကိုယနေ့နေကြသောငါနေ့၌အိမ်သားဖြစ်နေသာရပြာအာဥပြုမိဟုဆိုလေသောကျွန်တော်တို့ဒီကြောင်းအရာကနည်းနည်းစဉ်းစားလူတွေကဘယ်လိုသဘောရှိကြလဲဆိုတော့ ငါတိုက်တာလာလို့ငါသဘောအေးရတယ်ဒါပေမဲ့ယောရှုကသူ့ရဲ့မိလာမှုလက်ကတော့စားဖို့တောက်ဖို့နေဖို့ထိုင်ဖို့အပြည့်ကိုဒီဘဝကပြီးသွားရင်ဆက်လက်ပြီးတော့တခါမှမပြီးဆုံးနိုင်တဲ့ဘုရားတစ်ချီနိုင်ငံတော်ကိုရောက်ဖို့အဲ့ဒီအတွက်ကိုသူစဉ်းစားတယ်အဲ့ဒီအတွက်ကိုသူစဉ်းစားတော့ဤလေလမျိုးအထောင်သ တာရတယ်လည်းရတချို့လည်းမရဘူးဒါပေမဲ့သူသဘောပြောတယ်ငါနဲ့ငါအိမ်သားကတော့နော်အိမ်သားအိမ်သားကိုပြောတာကိုယ့်ရဲ့မိသားစုကတော့ထာဝရဘုရားကိုပဲကိုယ်ွယ်လေတဲ့သူတို့သားကဒီဘဝပြီးရင်နောင်လာမဲ့မဆုံးနိုင်တဲ့ဘဝမှာငါသာသာသမီးငါမေးနောင်လာနောင်သာငါနဲ့ပတ်သက်တဲ့လူအလုံးပါဖရာသခင်ရဲ့နိုင်ငံကိုကြောက်ဖို့ ရမယ်ဆိုပြီးတော့မှအိမ်တော်ဥကြီးတယောက်အနေနဲ့ချက်မှတ်တက်ရှင်ပေးပြီးမယ်ဖြစ်တယ်ဗျာအလုံးတရားတစ်ခေကောင်းကြီးပေးပါလေကတော့ဒီမှာတော့ဘွေဘွေကွာတက်ဆော်မိတက်ဆော်လည်းနော်ငါတော့ကွာတက်တယ်